နောင်တရစီတဲ့ပူပန်စီတဲ့တဲ့နောက်တစ်ချိန်မှာငိုရစီတဲ့တဲ့အလုပ်တွေကိုလုပ်မိတာဟာမကောင်းဘူးတဲ့ဒါလေးကကျေပြတ်တဲ့အနေလေးပဲရှိတယ်။နောက်တစ်ချိန်မှာပူပန်စီတဲ့တဲ့အလုပ်ဆိုတာဘယ်လိုလုပ်မျိုးလဲ။နောက်တစ်ချိန်မှာငိုကြွေးရစီတဲ့တဲ့အလုပ်ဆိုတာဘယ်လိုလုပ်မျိုးလဲ။ဒါကိုတွေးမယ်ဆိုရင်တော့သူကအတိတ်ကအလွန်ကျေသွားတယ်။တော့ဒီနေရာမှာမြတ်စွာဘုရားက ီဒေသနာလေးဟောတာကဘလို့ဖြစ်ရကိုအကြောင်းပြုပြီးတော့ဟောခဲ့တာလေဖြစ်ရကလေးနဲ့ရှင်းပြီးတော့တွေးမယ်ဆိုလို့ရှိရင်တော့အဲအတိတ်ပဲလေးကိုပို့ပြီးတော့လဲကြည်ကြည်ပြန့်ပြန့်သိသွားနိုင်တယ်ပေါ့နော်။ဘာကြောင့်ဒီကထာလေးကိုမြတ်စွာဘုရားဟောတာတုန်းဆိုတော့မြတ်စွာဘုရားဇီတော်ကြောင်းလိုက်တော်မှာတဲ့တုံးတော်မူ၄တုံးဒီနေ့မှာတာဝတိမြို့ထဲကတတိတယောက်ရဲ့အိမ်ကိုသခိုးတွေဝင်အိမ်ဖောက်ပြီးတော့ခိုးရတာ အဲ့ဒါမင်းနဲ့မလင်းခင်တခိုးတွေကအောင်းအောင်းမြင်းမြင်းအိမ်ကိုဖောက်ပြီးတော့ခိုးနိုင်တယ်အဲ့ဒါနဲ့ဥစ္စာတို့တွေပယ်ပြီးတော့သွားကြတာပေါ့လေသွားရင်လည်းအဲ့ဒါမြို့ပြင်ပဲရောက်တဲ့အခါကျတော့လေကွက်တကွက်သေးကိုထိုင်းပြီးတော့ဝေကြတာတခါတည်းလက်စားပြောက်ဝေပုံညဝေကြအဲ့ဒါလိုဝေရင်းနဲ့အသက်ပြားထောင်တုပ်တထုပ်ကခေါင်းဆောင်လုပ်တဲ့လူကသူ့အတွက်သူများမသိအောင် သူတိမ့်ထားတာ အဲ့ဒါကိုဖွဲ့ထားရင်လည်းအပြန်ကြတော့မေ့ရသွားရောမယူခဲနိုင်ဘူးအဲ့ဒီအသေးပြထောင်တို့က လေခွင်းထဲမှာလေခွက်ထဲမှာတိုင်းရှိနေတယ်အဲ့ဒါနဲ့နဲ့မိုးတော့လင်းရောက်တဲ့အခါမှာမြတ်စွာဘုရားကတလောကလုံးရေကျွတ်တိုက်တဲ့တတ္တဝါဝိနည်းကို ရှင်ဉာဏ်တော်ကိုယ်ရဲ့ဖြန့်ကျက်ကြည့်တဲ့အခါမှာအဲ့ဒီလေကိုလာပြီးတော့ထုံမဲ့လေတော်ယောက်ျားညံနေမြင်လာတယ်ထင်လာတယ်တဲ့ တောတပတိမဉ္ဉံပူဉ္ဉံကိုရနိုင်တဲ့ဥပနိတ္တယအကြောင်းပစ္စည်းနဲ့ပြည့်စုံနေတဲ့အဲ့ဒီလေထုံယောက်ျားကဒါပေမဲ့လို့မြတ်စွာဘုရားကြွမသွားဘူးဆိုလို့ရှိရင်အဲ့ဒီအတပြားထောင်ထုတ်ကြောင့်ဒုက္ခရောက်နိုင်အဲ့ဒီလေထုံယောက်ျားကအဲ့ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီလေတော်ကိုရှင်အနန္ဒာကိုနောက်ပါခေါ်ပြီးတော့ကြွသွားတယ်မြတ်စွာဘုရားကြွသွားတော့အဲ့ဒီလေသမားကလေထုံးနေပြီး ဒါမြတ်စွာဘုရားနဲ့ရှင်အနန္ဒကြွားလာတဲ့ဆိုတော့သူမြတ်စွာဘုရားဒီလာပြီးတော့ရိုးသေးသေးရှိခိုးဥချပြီးတော့သူ့လေသူပဲပြန်ထွန်နေအဲ့ဒါမြတ်စွာဘုရားရှင်အနန္ဒခိုးပြီးတော့သောတော့ငွေဒုတ်ရှိတဲ့နေရာကိုမြတ်စွာဘုရားကြွသွားကြွသွားပြီးတော့အဲ့ဒီငွေဒုတ်ကိုလက်ညှိုးညွန်ပြပြီးတော့အနန္ဒအလွန်အစိတ်ပြင်းတဲ့မွေကိုမြင်ရလားလို့မေးတယ်နော်ငွေဒုတ်ကိုညွန်ပြပြီးတော့အလွန်အစိတ်ပြင်းတဲ့မွေကိုမြင်ရလား မမမြင်ပါလေဗျာဒါပဲပြောသွားတယ်အဲ့ဒါမြတ်စွာဘုရားနဲ့ရှင်အနန္ဒပြန်ကြွသွားပြန်ကြွသွားတယ်အဲ့ဒီလဲထွန်ယောက်ျားကကြားတယ်လေမြတ်စွာဘုရားနဲ့ရှင်အနန္ဒအချီချပြောသွားတာအနန္ဒအစိတ်ပြင်းတဲ့မွေကိုမြင်ရလားမမမြင်ပါလေဗျာအင်းဒုက္ခပဲငါကလည်းဒီလေလဲထွန်နေရတာဒီမွေရှိနေအန်နေရှိတယ်တော့သွားပြီးတော့ဖေရှားအောင်မပဲဆိုပြီးတော့နော်ဓမ္မောကဆင်းပြီးတော့အဲ့ဒီကြိမ်တပြားလေးကင်ပြီးတော့ မွေဖဲရှာမလို့ဆိုတော့သွားဟိုရောက်တော့မွေမဟုတ်ဖဲနဲ့ဘာဖြစ်နေတော့မွေတော့ဖြစ်နေတယ်တဲ့။ဩငါနားကြလွဲတာနဲ့တူတယ်။ဟုတ်လား။နော်။အဲ့ဒါနဲ့အဲ့ဒီငွေတော့မြင်တဲ့အခါကျတော့လောဘတက္ကရာပုံသွားပြီလေ။အဲ့ဒါနဲ့ဒီငွေတော့ဟာသူနဲ့ဘာမှဆိုင်တာမဟုတ်ဘူး။ဒါပေမဲ့ तू ကရားကျင်နေပြီ။အဲ့တော့ဒါကငါကန်ထူးတာပဲပေါ့နော်။ကန်ထူးတာအဲ့ဒီယူတော့အဲ့ဒီငွေတော့ကြီးကိုယူပြီးတော့ တနေရာမှာအသာထားပြီးတော့အပေါ်ကမြေကြီးတွေနဲ့ဖုံးထားပြန်ရင်တော့ယူသွားမယ်ပေါ့အဲ့လိုလုပ်ပြီးတော့မကြခင်မှာပဲလူတွေယုံစုယုံစုနဲ့ရောက်လာကြတယ်ဘယ်ကလူတွေတုံးဆိုတော့အခိုးခံရတဲ့တထေးအိမ်ကနောက်လိုက်ငယ်သားတွေနော်ဒီခြေရာလက်ရာကိုကြည့်ပြီးတော့ဒီခြေရာလျှောက်လိုက်လာတာဒီကောင်လေးဘယ်သွားတော့အစာအနာလက်ကြံလေးတွေကြည့်ပြီးတော့လိုက်လာရင်းနဲ့ အဲ့ဒီလေတဲ့ကိုရောက်လာတာဟာဒီနားမှာဝေကြတာကြည်စမ်းခြေရလဲရာတွေရှိတယ်အဲ့ဒါနဲ့ခြေရကမစုံဘူးသို့တော်ကလေသမားရဲ့ခြေရဟုတ်လားဒီနားလာပြီးတော့ဒီနားကနေခြေရတခုထွက်သွားတယ်ဆိုအဲ့ဒီခြေရနောက်လိုက်တော့ဟာဒီမှာလဲမြေအစ်စ်ဆက်ဆက်နဲ့ဖုံးထားတယ်ဘာလဲမသိဘူးဆိုတော့ပေါ်ကြည့်လိုက်တဲ့အခါကျတော့ငွေတို့ကိုတွေ့အော်တခုကလဲထွန်းခြင်းဟန်ဆောင်းနေတာကိုပြဿနာတက်ပြီနော်အဲ့ဒါနဲ့လက်ပြန်ညိုးတုတ်ခေါ်သွားဘင်းဒီရောက် ဘင်းဒီရောက်တဲ့ခါကျတော့ဘင်းကအမှုထင်ရှားတယ်သိကြတယ်ဆိုလို့ရှိရင်တော့သူ့ကိုဘောင်းဖြတ်တက်လိုက်တော့လို့အမိန်ပေးလိုက်တယ်။မြတ်စွာဘုရားပြောတယ်အနန္တအလွန်အစိတ်ပြင်းတဲ့မွေကိုမြင်ရလားဆိုတော့အစိတ်ကအခုမှတက်တယ်နော်။စောစောတုန်းကတော့သူဘလို့ထင်တာတော့ကံထူးတယ်လို့ထင်တာနော်။ကံထူးတော့ထူးတယ်ဘလို့ထူးတာတော့မကောင်းတဲ့ဖြစ်ရင်ထူးနေတာ။ဟုတ်လား။ဒါမှမဟုတ်တခါတလေဖြစ်ရကလေးတွေကိုကြည့်ရတာလောလောဆယ်အခြေအနေလေးတစ်ခုကိုကြည့်ပြီးတော့ ဒါကောင်းတယ်ဒါဆိုးတယ်လို့ဝေဖန်ဖို့ဆုံးဖြတ်ဖို့ခက်တယ်နော်။ကောင်းတယ်ထင်ပေမဲ့လို့ကောင်းခြင်းမှကောင်းမယ်။ဆိုးတယ်လို့ထင်ပေမဲ့လို့လည်းဆိုးခြင်းမှဆိုးမယ်ပေါ့။အဲ့လိုနဲ့ဒီရာဇသားကိုတုတ်တန်ထုတ်ပြီးတော့တကြမယ်ဆိုတော့နော်မြို့ရဲ့လမ်းမလျှောက်ခေါ်သွားတယ်။အဲ့ဒါဒီအာနာဘကောသားတွေကရိုက်တိုင်းရိုက်တိုင်းသူမအော်ဘူး။ဘာလုပ်တော့သူဘာပြောတော့ဆိုတော့ အာနန္ဒာစိတ်မြင့်တဲ့မွေကိုမြင်ရလားမှမှမြင်ပါတယ်ဗျာအမျက်စွာဗျာနဲ့အာနန္ဒာပြောတဲ့စကားကိုပဲ तू ကယွတ်နေတာ तू အဲ့ဒီကျမှသဘောကပေါက်နေတာလေဩပြင်းလိုက်တဲ့အစိတ်ငါတေရတော့မယ်ဟုတ်လားညင်းလို့လည်းမရသူ့ခြေရနဲ့ तू ဖုံးထားတာအကုန်လုံးကတက်တေရရှိဟုတ်လားအဲ့လိုနဲ့ရိုက်လိုက်တိုင်းရိုက်လိုက်တဲ့အာနန္ဒာစိတ်မြင့်တဲ့မွေကိုမြင်ရလားမှမှမြင်ပါတယ်ဗျာတော့ဒါပဲယွတ်နေအဲ့တော့ ဒီအာနာပကောသားကသတိထားမိလာတယ်။အော်ဒီလူကမအော်ပဲနဲ့ဒီစကားကြီးထက်ခတလဲလဲယွတ်နေတယ်။ဘာလဲမသိဘူးထူးခြားတယ်ဆိုပြီးတော့ဘင်းဒီပြန်ခေါ်သွားတယ်။အာနန္ဒာဆိုတဲ့နာမည်ကလည်းပါတယ်။ရှင်အာနန္ဒာကလည်းပဲထင်ရှားကြော်ကြတဲ့ပုဂ္ဂိုလ်ပဲလေ။အဲ့လိုပါတဲ့ခါကျတော့ဒီကောသလမင်းကြီးအင်းအဲ့လိုဆိုရင်ဒီမှုခဏဆိုင်တာအုံးညနေခင်းရောက်ရင်ငါမြတ်စွာဘုရားကြီးကိုသွားမယ်။အဲ့ဒါသူ့ချုပ်ခန်းထဲထည့်ထား။ညနေခင်းရောက်တဲ့ခါကျတော့မြတ်စွာဘုရားကြီး ဘင်းကြီးကသွားတော့ဒီရာဇောသားကိုခေါ်သွားအကျိုးချောင်းလျှောက်တဲ့အခါမှာမြတ်စွာဘုရားကိုမေးတယ်ကောသလမင်းကြီးကအကျိုးချောင်းလျှောက်ပြီးတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားအဲ့ဒီလေတော်ကိုကြွသွားခဲ့ပါသလားမနေ့ကအေးငါကြွသွားခဲ့တယ်ကြွသွားပြီးတော့မြတ်စွာဘုရားဘာတွေမင်းရှိခဲ့တုံးဘုရားအာနန္ဒာအလွန်စိတ်ပြင်းတဲ့မွေကိုမြင်ရလားလို့ငါပြောခဲ့တယ်ဟွန်းသိကြပြီအဲ့လိုဆိုရင်ဒီလူမှပါလေအပြစ်မရှိဘူးပေါ့နော်ဒါတခိုးတွေကြာနေရတာဖြစ်မယ် အဲ့ဒါနဲ့သူ့ကိုဂွင်းလုံးကျွတ်အမှုအာနေလွတ်လိုက်တယ်။နော်။ဘာဖြစ်သွားပြီတော့အသက်ဘေးကလွတ်သွားပြီနော်။ဒါမဲ့စိုးစိုးကတော့သူလှုပ်ခဲ့တဲ့အလုပ်ကလေးကသူ့ကိုမျက်ရည်ယိုစီးငိုကြွေးရတဲ့အနေအထားကိုရအောင်ပို့ခဲ့တယ်။နောင်တတဖန်ပူပန်စီတဲ့အလုပ်ကိုသူလှုပ်ခဲ့တာ။ဟုတ်လား။အဲ့ဒီမှာမြတ်စွာဘုရားစိုးစိုးကဂါထာလေးကိုဟောတာ။နာတံကမ္မံကတံတာရု ဒီလိုအလုံမျိုးလောရတာမကောင်းဘူးတဲ့ဘယ်လိုအလုံမျိုးတုံးရံကတ်တော်ဟာနာနုတ္တပတိလုတ်ပြီးရင်နောင်ဒနဲ့ပူားတဲအလုံမျိုးမပြောပြီးရင်နောင်ဒနဲ့ပူားတဲအပျော်မျိုးတွေးပြီးရင်နောင်ဒနဲ့ပူားတဲအတွေးမျိုးဒီလိုအလုံမျိုးအပျော်မျိုးအတွေးမျိုးကိုလောရပြောရတာတွေးရတာမကောင်းဘူးတဲ့တချို့အလုပ်တွေဆိုလို့ရှိရင်ဘလောက်ထိတောင်အကျိုးတက်ရောက်မှုကပြင်းပြင်းထန်ထန်ရှိနေလေနော်ယတအတုမှုခေါ်တော်တံဝိပါကံပဋိသေးဝေတိ မျက်ရည်ယိုရှိပြီးတော့ငိုကြွေးရခြင်းလည်းเนาะအကျိုးရလက်တွေကိုခံစားရတယ်အဲ့ဒီအထိအကျိုးသက်ရောက်မှုကပြင်းပြင်းထန်ထန်ဆူဆူဝါဝါရှိနေတယ်အဲ့ဒီလိုအလုံမျိုးဆိုလို့ရှိရင်လောက်ရတာမကောင်းဘူးလို့ပြောတာခံစားခြင်းနဲ့ဘာဖြစ်နေတော့လုံးဝကိုင်းညီနေပြီเนาะဩမှန်လိုက်တာနောက်တောင်တတဖန်ပူပန်စီတယ်မျက်ရည်ယိုရှိငိုကြွေးရစီတယ်တဲ့အလုံမျိုးကိုလောက်ရတာမကောင်းဘူးမှန်လိုက်တာ ပီတိနဲ့ပြည့်တယ်ဒီစိတ်နှလုံးကလေထုံယောက်ျားရဲ့စိတ်ထဲမှာဟုတ်လားအဲ့ဒါကနေနောက်ဆုံးသူဘယ်ထိရောက်သွားတော့ဆိုတော့တစ္ဆာလေးပါးကိုမြင်နဲ့ညံရတဲ့အဆင့်ထိရောက်သွားတယ်ဒီဒေသနာလေးကိုအခြေခံပြီးတော့နော်ရသော်ဘုရားဆိုတာဒေသနာတွေဟောတဲ့အခါမှာတစ္ဆာလေးပါးကိုသိမြင်ဖို့အတွက်အဓိကရည်ရွယ်ပြီးတော့ဟောတာပဲလေဟုတ်လားအဲ့ဒီမှာသူ့ရဲ့ဉာဏ်ပညာကအဲ့ဒီအဆင့်ထိရောက်အောင်သူ့ကိုယ်သူမြင့်တင်လိုက်နိုင်တယ်ဟုတ်လား အဲ့တော့ဘုန်းတော်ပိသက်ပေါင်းတော်ဒီကထာလေးကိုတပိုင်းမှတ်ခဲ့နော်ဘဝမှာနောင်တတပံပူပန်စီတဲ့တဲ့အလိုမျိုးနော်ငိုရစီတဲ့တဲ့အလိုမျိုးကိုလိုရတာမကောင်းပါဘူးဆိုတာကိုမှတ်သားခဲ့